နော်ကဲလူကြီးမိဘဆရာသမားစီမှာမိတ်ဆွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းရည်ကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတခေါက်ပေါ့နော်ဘယ်နှကြိမ်ရုပ်ရမလဲဆိုတော့28ခေါက်အလွန်အလွန်တခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရုပ်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခက်စစ်တော့မဟုတ်ပါဘူးသို့တော့အန်အောစရာကောင်းတော့ဆွမ်းထက်ပါတယ်ဒီဂမ်ဘီရအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အခုအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကိုကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းဖို့ဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအခုညီတောင်းချင်တဲ့အခုညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်ရောက်ပြီးတော့ဘယ်ကိစ္စ အနေနဲ့ရရကရွှေစကားမိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်မှုနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျူပါနာမှုနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်လဲပဲကိုစီကိုစီရွက်ဆောင်တော်မှုနိုင်ကြပါစေလို့မြတ်တာဘုရားနှုတ်ခွန်းဆက်သားလိုက်ပါတယ်ခင်ဗျာ။2025ခုဂျွန်လအတွက်ကလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ကဲဂျွန်လဆိုတာကျွန်တော်မြန်မာတို့အတွက် ရွှေမိုးငွေမိုးယူအားသုံးဖြိုးတဲ့ကာလဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်အဘမင်းသိန်ခါရဲ့ကဲမွေးလအခါသမယားလည်းဖြစ်ပါတယ်ခမရေဦးစွာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအားလုံးမတူးမဆိုးအရေးကြုံရင်ကြုံတယ်လို့ကိုတိုင်ကိုကြအလွယ်တကူအသုံးချလို့ရနိုင်မယ်ဂမ်ဘီယာလက်ဆောင်စကားလေးပါလိုက်ချင်ပါတယ်ကျွန်တော်ဘမင်းသိန်ခါကျွန်တော်တို့သင်ပေးသွားတဲ့ပညာတွေထဲမှာအင်မတန်မှလွယ်ကူပြီးတော့အံ့ဩစရာကောင်းလောက်အောင်အစွမ်းထက်တဲ့ ဂံဗီရအတန်တွေဆိုတာရှိပါတယ်။ဥမာဆိုပါတော့ငွေကြီးကိစ္စအတွက်ဆိုရင် train car train car ဆိုတာကိုယူရတယ်။ပစ္စည်းတစ်ခုခုပျောက်လို့ရှာခြင်းရယ်။ယာနိုးယာနိုးဆိုတာယူရတယ်ဆိုတာမျိုးလေးတွေကျွန်တော်တို့မနှုံးမရကြနဲ့မလေးတင်ဆက်ဘူးတယ်။ကဲ line ပေါ်မှာလည်းပဲကျွန်တော်တို့စာနဲ့ no video file နဲ့ရေးကြပြောကြဘူးတယ်ပေါ့။အခုပြောချင်တာကတော့တစုံတယောက်စီမှာတစုံတရာသွားပြီးတော့အခုအညီတောင်းဖို့လိုအပ်တဲ့အခါမှာ အဆင်ပြေဖို့ပေါ့နော်ကလူကြီးမိဘဆရာသမားစီမှာမိတ်ဆွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရာမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းနည်းကြီးကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတစ်ခေါက်ပေါ့နော်ဘယ်နှကြိမ်ရောက်ရမလဲဆိုတော့28ခါအလွန်အလွန်တစ်ခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရောက်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခဲ့တဲ့တော့မဟုတ်ပါဘူးသို့တော့အံ့ဩစရာကောင်းတော့အစွမ်းထက်ပါတယ်ဒီဂမ်ဘီရာအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အကူအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကို့ကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအကူအညီတောင်းချင်တဲ့အကူအညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်ရောက်ပြီးတော့ဘယ်ကိစ္စမှာဘယ်သူဘယ်သူကဘယ်လိုဘယ်လိုကူညီပါစေဘယ်လိုဘယ်လိုပံ့ပိုးပါစေဘယ်လိုအကူအညီကောင်းရပါစေဘယ်သူဘယ်သူတွေကမနှောက်ယှက်ပါစေနဲ့အဲနော်ဘယ်လိုအခြေအနေကောင်းတွေကြုံပါစေ ဘလို့ဘလို့အခြေအနေတွေမကြုံပါစေနဲ့စသဖြင့်အသေးစိတ်ပြည့်စုံအောင်ဆူတောင်းဖို့ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်ဆူတောင်းကမပြည့်စုံရင်တော့ရေရာကစွန့်ညင်တောင်မှပဲဘယ်နေရာလာပြီးဘလို့စွန့်မှမသိတဲ့အတွက်ရွာကျွတ်နတ်မှာမဟုတ်ပါဘူးဒါကြောင့်ပြောရမယ်ဆိုရင်တော့ရေရာတဲ့ဆူတောင်းကအရေးကြီးတယ်နော်ဆူတောင်းကအရေးကြီးတယ်ဆူတောင်းဆိုတာကိုယ်လိမ့်စာလိုပဲပေါ့ဟုတ်လား ။အာပတ်စံလိုချင်လို့ပါဆိုပြီးတော့မှကျွန်တော်စီလာဖို့ပေးပါဆိုအဲ့ကျွန်တော်ကဘယ်သူဘယ်နေရာလိုက်ဖို့အမှန်မသိရင်ဘယ်ဟိုလာဖို့အမှန်မသိပါဘူး။မသိမှာမဟုတ်ဘူး။အဲ့တော့အတိအကျလမ်းညွှန်ဖို့လိုအပ်တယ်လို့မျိုးဆူတောင်းလဲအတိအကျဆူတောင်းမှုဖြစ်ပါတယ်။အဲ့ဒီအတိုင်းတော့ထပ်ခါတဲလဲလဲလုံနေတာလို့ရအောင်အရေးကြီးရင်ကြည့်တယ်လို့ဘယ်နေ့ဘယ်အချိန်မဆိုဘယ်နေရာပဲရောက်ရောက်အခုအရေးကြီးရင်ကုလို့လို့ရပြီ။အခုညီလိုအပ်ရင် alone 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 နေဆက်ချက်ခေါက်ရွတ်ဆူတောင်းကဲအဲ့ဒါလေးပြုလုပ်ပြီးတော့ ျွန်တော်မိတ်ဆွေများကံရဲ့အပမိုးရရှိကြပါစေကိုလည်းစ조사ရရှိတော့조사မှာပေါ့ဒါလေးကကံရဲ့အပမိုးဖြစ်စေပါလိမ့်မယ်လို့ကံပီတာလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာရီတူအာတော့ ဆက်လက်ပြီးတော့ဗုဒ္ဓဟူသာသမီးမိတ်ဆွေများအတွက်ကဲရန္နာထုတ်တွေနဲ့မြူးမဲ့မဟာဗုဒ္ဓတို့အလှဖြစ်ပါတယ်ခင်ဗျဒီလိုကိမျိုးဟောတာတော်တော်လေးဝမ်းသာအရာရှိမိပါတယ်လူတစ်ယောက်ရဲ့ဘဝမှာအခြေအနေအဆင့်တန်းမြင့်တက်သွားတယ်လို့အံ့ဩစရာကောင်းလောက်အောင်ဝမ်းသာစရာကြီးတွေကြုံတယ်ယာရုတိုးတယ်ဝင်ငွေလစာတိုးတယ်လုပ်ငန်းကြီးတွေတိုးချဲ့ရတယ်ဆိုတာဟာဒီလိုကိမျိုးမှလာပြီးကြုံရတာပါတယ်အေးငှားနေပြီးအပိုင်ဖြစ်သွားပြီးဆိုင်အသေးလေးကနေဆိုင်အကြီးချဲ့လိုက်ရပြီးလုပ်ငန်းအသေးလေးကနေလုပ်ငန်းချဲ့လိုက်ရပြီးဆိုတာမျိုးတွေဝန်ထမ်းဆိုလဲဝန်ထမ်းလို့ယာရုတိုး ကိုပိုင်လုပ်ငန်းဆိုလဲကိုလုပ်ငန်းကိုအရှိအမြင့်တိုးချက်အဲ့ဒါလိုအခြေအနေတွေဟာဒီလိုကိမျိုးမှလာပြီးကြုံတတ်ပါတယ်ဗျာကဲအဲ့တော့ပေါ်တူသားသမီးများအခြေအနေပြေတော့မှအရမီစူးစမ်းကြပါစို့လို့ပြောပြောပါပါတိုက်တွန်းဟောကြားလိုက်ပါတယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအလွန်ကောင်းတယ်အပေါင်းနံအခြေငါကိစ္စတွေအကျွေးတောင်းညင်တာတို့အကျွေးဆက်ချင်တာတို့ပတ်စံချီးညင်တာတို့ဝင်ငွေလာတာတိုးဖို့စူးစမ်းတာတို့အပေါင်းနံအခြေငါကိစ္စတွေတံပိုးကြီးပစ္စည်းဝယ်ယူစုဆောင်ခြင်း ဝယ်ခြင်းရောင်းခြင်းကိစ္စတွေကောင်းတယ်အနည်းငယ်လာလာကိုရွေမြွန်မှန်းထားတဲ့တံမိုးကြီးပစ္စည်းတွေဝင်လာတတ်တယ်ဝယ်လို့ပဲရရလက်ဆောင်ပေးလို့ပဲရရကာရဝပြုလို့ချင်းညင်းလို့ပဲဂုံပြုလို့ပဲရရအဲ့လိုတံမိုးကြီးပစ္စည်းတွေဝင်လာတတ်တယ်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်အိမ်စာဦးနေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်တွေအောင်မြင်တတ်တယ်မိမိဥဆောင်ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလမ်းတပင်များလဲကြိုးရတတ်ပါတယ်ဗျကဲဒီလိုကိမျိုးမှာဗုဒ္ဓသာသမီတွေတတိထားစရာကတော့ သားသမီးအောက်လက်ငယ်သားကိစ္စနဲ့လေတရီထားအထက်လူကြီးနဲ့အောက်လက်ငယ်သားကြားမှာကန့်လန့်ကန့်လန့်လေးညက်ပြီးတော့ရှင်းရလင်းရညင်ရခုံကလေးတွေတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီဂိမ်းမျိုးမှာဗလူသားသမီးတွေကကားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါးကြံကွန်အယုတ်ချက်တော့အဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်ခင်ဗျနော်အဲ့တော့ဗုဒ္ဓသာသမီများဒီတလားတာအတွင်းမှာကံရဲ့အပံမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စအကြီးကြီးမားမားရှိတဲ့နေမျိုးတွေမှာ အဖြူရောင်တို့အစိမ်းရောင်တို့ငွေရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးစေပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆိုင်ခင်းပြီးရောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်ဘင်ရောင်းခြံရောင်းကားရောင်းနွားရောင်းကြားရောင်းငါးရောင်းပဲဖြစ်ဖြစ်ကြဲရောင်းဝယ်ရောင်းစက်ရောင်းဆိုင်ရောင်းပဲဖြစ်ဖြစ်ခဲတံလေးတစ်ချောင်းနဲ့ရောင်းညင်တာတွေလုပ်ငန်းလုံးပစ္စည်းတွေကိုတို့ခောက်ပြီးတော့စူတောင်းပါတတိယတိုင်းအားတိုင်းသာခောက်နေအောင်နော် ဒီတလတာမှာဗဟုသုသသမီးများအတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းနေဟာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်အယောင်းမကိစ္စဈေးစကားတွေတတ်ပံမယ်အချိန်အချက်ဘယ်နေ့ဘယ်နာရီချိန်မယ်ဆိုရင်တစ်ကနန်းနှစ်ကနန်းနေဟာကို့အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်ကဒီလိုကာလာမျိုးမှာဗဟုသုသသမီးများကံရဲ့အပံမှုရရှိစေဖို့ဆိုရင်ကို့ကိစ္စကြီးငယ်အရေးကြောင်းရှိတဲ့နေမျိုးတွေမှာနွားနှုတ်နဲ့ကိတ်မုတ်ကဲအစင်ပြေသလိုပါပဲနွားနှုတ်ဖြစ်ရင်ပြီးတာပဲနွားနှုတ်နဲ့ကိတ်မုတ်ကိတ်မုတ်လဲဆူဆူ၆၆မိမိအတိုင်းတိုင်းနဲ့မိမိအစင်ပြေသလိုပေါ့ မြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့ပုဒ်ဒုသာသမီများကံပွင့်ကံမြင့်ကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျူပန်တော်မူနိုင်ကြပါစေခင်ဗျာ